ဲ့ထူလာတော့တဲ့သူကတဲ့ရင်းနာမပြက်ဘူးတဲ့သိလားအော်မပဲအမြဲတမ်းရှင်းပြအမြဲတမ်းရှင်းပြသူခမရလို့အဲ့ဘန်းကိုယူပြီးတော့လို့ရှိတဲ့ဟာနဲ့ပေါ့နော်သူအမပူနေလို့ရက်ခတ်ပေးချတာလို့အဲ့သူဘန်းရကွမ်းဆိုလာတိတော့မမစဉ်းစားကြည့်ရလေမမစိတ်ဆိုးလို့မှမရတာသူ့နော်သူလည်းတမင်တကာဟဲ့ ကောင်မငါလှုပ်ချလိုက်မယ်ဆိုလှုပ်တာမှမဟုတ်တာဟုတ်တယ်မလားသူလည်းစေနာနဲ့လှုပ်ပေးနေဖြစ်တာဆိုတော့အာတို့မောင်နှမညကအဲ့လိုလို့အမြဲတမ်းလေးသူ့ကိုလေအစိုးပြောရင်မပန်မကြိုက်ဘူးရှင်းရတာတော့စမမာတကယ်တချင်းဆိုอ่ะ အဲပြီးတော့ဝင်တခြင်းလေးပေါ့အခွင့်တခြင်းလေးမှာမမပါပေးရမယ်နောက်တစ်ခုကတော့မမရုပ်ရှင်တခြင်းပေါ့နော်အဲရုပ်ရှင်တခြင်းတပုတ်ဆူပေးရမယ်ပေါ့မမကိုပြောပြောတဲ့ခါကျတော့ရုပ်ရှင်တခြင်းဆိုဘယ်တခြင်းဆိုရမှာလဲလို့ဆိုတော့ရုပ်ရှင်တခြင်းဖြစ်ဖို့လိုတယ်ပေါ့နော်အဲတပုတ်တော့ဆိုပေးပါရတဲ့ဆိုတော့အဲမမတို့ကမမမှာအရင်တုန်းကဟိုပကံ FM လေပကံ FM ထဲမှာဥကြီးထွတ်ထွတ်စီစဉ်တဲ့ပကံ FM ထဲမှာမမကိုကိုဘာလို့မုန်းတာလဲတခြင်းလေးဆိုထားတာရှိတယ် ်ကိုကိုပိုင်းတချင်းလေးပဲပေါ့နော်ဒါမမဆူထားတာဆိုတော့အခွေသူတို့ထွက်ထားတာဆိုတော့အဲ့တချင်းလေးဆိုလို့ရလားဆိုတော့ရတယ်တဲ့အဲ့တော့မမအဲ့ကိုကိုပါလို့မုန်းတာလဲတချင်းလေးဆိုပေးမယ်နှစ်ပုတ်ဆိုရမှာကဲအများကြီးပဲတော်တော်များတာနော်အဲ့ဆိုဘန်လို့တော့အမှုပညာသမားတွေကကူကျင်ကြတာဦးနော်ကူကူကူကြတာဒီမျိုးစုံအာပုံစံမျိုးစုံနဲ့မမတို့ကူကြတာဒါပေမဲ့ဒီမှာကျတော့ရုပ်ရှင်ရောသဘင်ရောဂီတရော ုံးခုစလုံးပေါင်းတဲ့အခါကျတော့ပိုပြီးအားအားပူရှိသွားတာပေါ့နော်ဆိုတော့လာပြီးအားပေးကြပါလို့အာဝိုင်းပြီးထူကြပါလို့အပန်တော့ပြောချင်တာပေါ့နော်ငလီလှုပ်တော့တော့လှုပ်တဲ့နေရာမှာပေါ့အပြေးဆုံးနေရာမှာပေါ့အပြေးဆုံးနေရာမှာမမတချင်းသွားဆိုတာပါတချင်းသွားဆိုတော့အာ29ရက်နေ့ဆိုအောင်မှာဆိုတော့အာမမအဲ့လိုဟိုကနေဘယ်ကနေသွားလဲဆိုတော့စိုက်ကောစိုက်ကောမှာအရင်ဆို ကြိုက်ကောင်မှာဆိုပြီးတော့အဲ20အဲ9ရက်နေ့29ရက်နေ့သွား28ရက်နေ့မှမရောက်တာပေါ့နော်ရောက်ပြီးတော့တချင်းဆိုမှာ29ရက်နေ့ဆိုရမှာအဲဆိုရမယ့်ဟာအဲဘယ်ဘယ်တောင်ရောက်သွားလဲမသိဘူးအဲမှာဟိုဒါကံကောင်းတာပေါ့လေနော်မမတို့ဒါဖရာတရားကုန်ကျေးဇူးတွေဒါဟိုပါပေါ့အကုန်လုံးကတော့ဖြစ်ချိန်တန်တဲ့အချိန်ကြရင်တော့ဖြစ်တာပေါ့ပြတ်ချိန်တန်တဲ့အချိန်ကြရင်ပြတ်တာပေါ့ မအဲ့ချက်မှာကိုကတော့ကံကောင်းစွာနဲ့ဒါကိုမတည်ဘူးပေါ့မတည်ဘူးပဲပြောရမှာပေါ့နော်ဆိုတော့မတည်သေးဘူးပေါ့လေရှင်းနေနေနေမှာနော်ရောက်တာဟုတ်တယ်မမမတည်ဘူးကော်ဖီထိုင်တောက်နေရကော်ဖီထိုင်တောက်နေရအဲ့ယောက်ျားနဲ့တော့ပြောနေသေးတယ်ပြောနေပြောပြီးသူနဲ့ဖုန်းချပြီးတာနဲ့မမတော့တန်းဖြစ်တာဖြစ်တာဆိုအဲ့လိုမျိုးပေါ့နော်ကိုကလည်းဟောပါပေါ့ မလငလေးလောက်မယ်လို့လေမမတို့တိမမသိတာเนาะမသိရခါကြတော့အာမမကလေအလုံးလောဘကြီးတယ်ခေါ်မှာပေါ့နော်အာမမအနုပညာအလုပ်ကြီးဆိုရင်ကိုလုံးနိုင်တဲ့လောက်လုံးတတ်တဲ့လောက်တော့မမအဲ့လိုအတော်ကွန်ဆိုင်လေးမမစူးစမ်းပြီးလုပ်ချင်တယ်ပေါ့ဆိုတော့နောက်တစ်ခါအမမတို့အိမ်အောင်ရှင်မိမတွေဖြစ်ပေမဲ့အကုတ်ဝင်ငွေလေးနဲ့ကုတ်ခုံကိုအားလေးနဲ့ဆိုတာမျိုးလေးလည်းမမကဖြစ်ချင်တယ်ဆိုတော့အကိုဆိုလို့ရှိရင်မမရဲ့ တော့မနေပါနဲ့မမရဲ့နေလိုက်ပါလို့ဆိုမဟုတ်ဘူးကိုဥမာပေါ့အကိုဒါဟိုပရိသတ်ကဒါချစ်နေသေးတဲ့အတွက်ကိုအမတချင်းဆိုဖို့ပြပြကားရိုက်ဖို့ဖြစ်ဖြစ်ဆိုမမလှုပ်ချင်သေးတယ်လေလှုပ်ချင်သေးတဲ့ခါကျတော့အာဟိုနည်းနည်းတော့ကြောက်ကြောက်သွားတာပေါ့နော်ဆိုဟိုယောက်ျားနဲ့တအားပို့ပြီးတမိုးထားလာပေါ့အမေဟုတ်တယ်လေကိုတည်သွားရင်အေးပေါ့ ကိုသေးသေးမမမမဟုတ်ဘူးနော်ဒီလားကိုဘေးနားမှာရှိတဲ့လူတွေကိုမိသားစုဝင်တွေတိတ်တံမိုးရှိတယ်ဒီလားတံမိုးထားရမယ်မမတို့ကလေအာတောင်နဲ့တောင်အောင်မှာပေါ့ကိုထင်းရဆိုင်းလို့မဖြစ်ဘူးပေါ့နော်အာလွင်လွင်ထွေးထွေးနဲ့ဟာဒီမိသားစုလေးရဲ့အသက်ရှင်တုန်းမှာချစ်ချစ်ခင်ခင်နဲ့နွေ့နွေ့ချွချွလေးနေပါကြောင်တဲ့တယောက်နားလဲပေးပါကြောင်တဲ့တယောက်ကျင်နာပေးပါချစ်ပေးပါတိလားဘာဖြစ်လို့ မှာရန်နေဖြစ်နေမလဲဘာဖြစ်လို့အနိုင်ယူခြင်းနေမလဲဒါတွေကလေတကယ်တကယ်တမ်းကြာဘယ်ဟာမှမျက်စိတမိတ်လေးအတွေ့မှာမမတို့ဆိုလူပေါင်းများစွာအသက်တွေဆွဲယူသွားတာလေမမတို့လည်းခံစားရတာပဲကိုညီကောင်မောင်နှမဟိုမပါဘူးဆိုပေမဲ့လည်းခင်နဲ့မြင်တဲ့လူပါရင်ကိုယင်ထဲမှာခံစားကြရတယ်ဒါလူတိုင်းပဲမမမမဟုတ်ဘူးလူတိုင်းပဲဆိုတော့ဘလိုပဲဖြစ်ဖြစ်ဒါဟိုကိုကတော့အာဒါတိမ်မဲ့လူတွေမပါသေးဘူးပေါ့ ဒါပေမဲ့သိချင်းတရားဆိုဘယ်ဟာမှတော့မမြဲဘူးမရှိကြဘူးဒါပေမဲ့သိချင်းတရားကတော့လူတိုင်းမှာ ready ရှိပြီးသားနော်အချိန်ချင်းဆိုင်ရတဲ့အချိန်မှာဖိတ်ဆုံးသတိရတာအချိန်တိုင်းမီလာတွေးမီလာခုံအောင်ပြေးဝင်တယ်အေးလေဘသူ့အမသတိမရဘူးခုံအောင်ပြေးဝင်တာအရှာငလင်းလုံးပြီဆိုတာတိလိုက်တဲ့အချိန်ကြတော့လေအမခုံအောင်ပြေးဝင်တာခုံအောင်ပြေးဝင်တာမှားတဲ့ mindset လေးတိလိုက်ခုံအောင်ပြေးဝင်ရမှာမဟုတ်ဘူး မတို့တွေဆိုတာငငယ်လေးတွေကလည်းမမတို့ရဲ့ဒီအဲတင်ထားတဲ့ပညာတွေထဲမှာဒါမှမပါတာခေါင်းပြေးဝင်မဲ့ကိုသိတာလေမဝင်နဲ့တော့ပြေးရမှာလွတ်တဲ့နေရာကိုပြေးရမှာဒါမမတို့အခုဒီမှာဆိုလဲဥမာတချို့ဆိုလို့ရှိရင်အရင်တော့ပြေးပါရဲ့ပြီးတော့ဟိုလူကြံခဲ့တယ်ဆိုပြေးခွန်ရင်းနဲ့ပါသွားတဲ့လူတွေအများကြီးပဲအဲ့တော့အဓိကမမအိမ်ပြန်ရောက်တဲ့အချိန်မှာယောက်ျားဟောတားဟောမှားတာတခုခုဆိုရင်မမကြံခဲ့တယ်ပြန်မလာနဲ့ ကိုဟာကိုအရင်ဒါလေးအရင်ဆုံးလွတ်တဲ့နေရာပျို့ကြမှာလွတ်တဲ့နေရာကိုသွားရမယ်နော်ပြေးရမယ်နော်အဲ့လိုမာတာယောက်ျားကိုလည်းမာတာမိန်းမတွေဟမ်မလုံးနဲ့သွားပြေးကိုလည်းပြေးမှာကိုလည်းပြေးမှာလေဒါကိုရဲ့ကိုရဲ့ကြံစားထားတဲ့အုံတော့ကိုတကယ်ခံရတဲ့ဟာလေဘယ်ဘယ်အောင်မှလက်မကြည့်နဲ့ပြေးကိုပြေးရမှာသိလားအဲအဲ့ဒါကအဲအဲ့ဒါကကြတော့လေမမတို့ပြန်ဒီအိမ်ပြန်ရောက်တာ29ရက်နေ့မမပြန်ရောက်တယ်ရောက်ပြီးတော့ မမတို့တပတ်လောက်တော့ကြာလိုက်သေးတယ်ခရားတွေကြွားဘူးလေဘူးလေမနောတော့သူရောက်တာလေတွေ့မယ်နေတွေ့မယ်အေးတွေ့မယ်မောင်မောင်လေးမပန်ဆိုလေတချို့တွေရလေဘာပြောလဲဆိုမပန်ရတဲ့တော်ယုံတန်ယုံဆိုစိတ်ဆိုးတက်မှာမဟုတ်ဘူးတဲ့သူ့ဟိုးတဲ့ဟိုမှာလင်ပိုင်းနဲ့ထုလာတော့တဲ့သူကတဲ့ညနာမပြက်ဘူး ူးတယ်သိလားအော်မပန်အမြဲတမ်းရှင်းပြအမြဲတမ်းရှင်းပြအာမောင်လေးရလို့မပန်ဘူးသူကစေတနာနဲ့ဒီလောက်ပူအိုက်နေတာဟုတ်လို့အဲ့စာနေစင်းညီကိုမောင်နှမတွေအကုန်လုံးကမင်းမဲမပန်ဖြစ်အောင်ဟဲ့ပူတယ်အိုက်တယ်ဆိုလဲမရဘူးလို့ဒါမဲ့လို့အိုက်ကလေးတယောက်တည်းလို့မပန်ကိုဘေးကနေပြီးတော့လို့သူခမညာလို့အိုက်ဘန်းကိုယူပြီးတော့လို့ရှိတဲ့ဟာနဲ့ပေါ့နော်သူအမပူနေလို့ရက်ခတ်ပေးရှာတာလို့အော်လို့မပန်လို့စိတ်ထဲမှာလို့အာ ဖန်စေးတမှာအော်ပူနေတဲ့အချိန်အင်တာဗျူးဖြေနေရချင်းအေးနေတဲ့ခန်းစားချက်လေးကရင်ကိုအေးမြစေတယ်တကယ်ပြောရနော်အဲရင်ကိုအေးမြစေတယ်တကယ်ပြောတာတကယ်အေးချမ်းပြီးတော့လေမမပျော်ပျော်ရွှင်ရွှင်နဲ့မမအင်တာဗျူးတွေဖြေနိုင်တာသူ့ကြောင့်လေအတူပိုင်းရကွန်းဆိုလာကြည့်တော့မမစဉ်းစားကြည့်ရလေမမစိတ်ဆိုးလို့မှမရတာတို့နော်သူလည်းတမေတကာဟဲ့ ကောင်မငါလှုပ်ချလိုက်မယ်ဆိုလှုပ်တာမှမဟုတ်တာဟုတ်တယ်မလား तू လက်စေနာနဲ့လှုပ်ပေးနေဖြစ်တာဆိုတော့အတို့မောင်မောင်ညကအဲ့လိုလို့အမြဲတမ်းလေးသူ့ကိုလေအစိုးပြောရင်မပန်မကြိုက်ဘူးရှင်းရတာတော်စမမာတကယ်အဲ့လိုဟာဟုတ်တယ်ဟုတ်တယ်အာကြတော့လေမပန်လေငဲငယ်လေးတွေအဲ့ငယ်လေးပေါ့နော်မမရဲ့မိကက်ဟိုပါပေါ့ငယ်လေးပေါ့ညီစမ်းချောင်းပေါ့စမ်းချောင်းညီကြီးမောင်စမ်းချောင်းက မမနဲ့ဟိုးငငယ်လေးတွေကသူကလေစပြီးမိတ်ကပ်စလုပ်ကြတယ်မမနဲ့လိုက်ရအဲ့လေမမလေမမအငြေတန်းဖြစ်တာဘာလဲဆိုတော့ညီမောင်စီရောလို့သွားလို့ချင်းညီမောင်ကြီးအမကိုမိတ်ကပ်သမားတယောက်လောက်ထည့်ပေးဆိုရင်လေဘယ်တော့မှကြွန့်ကြွန့်ချင်းချင်းကောင်းကောင်းမွန်မွန်ညီမောင်ကဘယ်တော့မှမထည့်ပေးဘူးအဲ့ခလေးတွေပဲအမြဲထည့်ထည့်ပေးဘာလို့ဆိုတော့သူကအမကပြန်တင်ရလေသူတို့ကိုလေဒါမဲ့လေကို့ညီကောင်မောင်နှမလို့ပဲမမဆိုအစ်ခလေးတွေပဲမမဆိုအမြဲလက်တွဲရတာပေါ့ မငယ်လေးကမမနဲ့တော်တော်ကြာကြာကိုလေနှစ်ပေါင်းများစွာမမနားမသူမမနဲ့အတူတူအလုပ်လုပ်ကြတာပေါ့ဆိုတော့ तू ကလေမိမကောင်းဖြစ်တယ်မိမကောင်းဖြစ်တော့လေမမအလုပ်တွေလဲလေ तू မလုပ်ပေးနိုင်ဘူး तू အဲ့လိုဖြစ်တယ်ဆိုတော့လေအကိုကလည်းဒီဘက်မှာကားရိုက်နေနေကဲငယ်လေးနေပါစားခြင်းလဲဆိုတော့အုံးသမီးနဲ့ကြက်သားစားခြင်းတာအဲ့မမလက်ရပါတော့နော်အားချက်ပြုတ်ပြီးတော့လေအားတဲ့နေကခြိုင်ဆွဲပြီးကပုတ်ပေးတာသူ့ အဲ့ဒါလေးသူဆိုလဲစားလို့ကောင်းလို့ပေါ့တော့ဆိုမဆိုမမစိတ်ထဲမှာလေအဲ့လိုအော်မမေပြောတယ်လို့ပေါ့လူကြီးဟိုသာကြီးလိုက်လို့ရှေ့ဟိုရောက်ကရှာကြီးလိုပဲကြံကြံတန်တန်သိလားဟိုဒေါင်းဒီမောင်းဒီအဲ့လိုမျိုးဒါပေမဲ့မပန်လေးကိုကိုကိုလဲအဲဒါငငယ်တုန်းကမသိဘူးပေါ့နော်ဒါပေမဲ့အခုကြီးလာတဲ့ခါကျတော့သိတယ်တော်သူကလေစိတ်ထားလေးညဉ့်ညံ့တယ်အဲ့လိုမျိုးလေမမစဉ်းစားချက်ကိုကိုကိုမသိတာလေ ဥမာပေါ့အိမ်မှာရောရာကျော်ကဥမာအကောင်လေးမွေးလိုက်လို့အဲ့ဒီအကောင်လေးများတေသွားရင်လေမမလေးနေလို့မကောင်းဘူးရှင်နေမှာလေအဲမလို့တားလေးရဲ့တနာပါတယ်တိရဥမာဟိုတနေ့ရဆိုလို့ရှိရင်တချက်ကလေးတွေမွေးမယ်မမေးချက်ကလေးတွေအဲချက်ကလေးတင်းချင်းချက်ကလေးတွေပုချီလေးတွေချက်ဆရာလေးတွေအိုးချက်ဆရာလေးတွေပေါ့မမေးမွေးလိုက်ပြီအမေသူ့ဖိနေတော့မွေးလိုက်ပြီခေါ်လာ အာညဘက်မမဘဲသွားကန်ဒီလဲခྱི་သွားကန်ဒီမနဲ့ကိုခྱི་သွားရမှာမမအဲ့လိုထဲ့လို့ဆိုတော့အော်ရာအော်ရာချက်ကလေးကွာကွာဆိုဟဲ့ဟဲ့ဘဲရောဘဲရောထွက်ကြည့်လိုက်တာလေအမလေးအဲ့ဒီချက်ကလေးကိုလေတာလီဘန်ကကိုက်ထားတာအာတာလီဘန်တော့မမတို့အိမ်မှာလေးဟိုကိုကာရဲ့ခွေးကြီးရှိတယ်အကြီးကြီးလေအာဟိုကလည်းအကြီးကြီးလေအားရှိတယ် အော်မလေးလှောဆန်းလှောဆန်းကိုမလေးအဲ့ဒီခြံထဲမှာလေကဘာပြက်နေကိုတရားတက်ကဘာပြက်အဲ့ချက်ကလေးကိုလေနေလှော်လားမလှော်လားမလှော်လားလှော်နေကိုကိုလည်းကြိုက်မှာကြောက်ပါနေရဲ့လေခွေးကြီးကကိုခါလောက်ရရှိတာဟုတ်နေလှော်လားမလှော်လားဒါဒီမှာလှော်လို့ပြောနေရမှာသူကလည်းလေညလုံးနဲ့ဒူးဒူးလှန်လှန်ကြည့်ပြောဟဲ့လှော်လို့ပြောနေဩဟာလေအဲ့မှာတရားတက်ကဘာပြက်အမလေးသူတို့တားဖာသူလို့အိတ်မကြဘူးတဲ့တော့အကြောင်းရှင်းနေပါ ။အော်။အော်လူစုကြီးခေါ်နေပြီတဲ့သွားတော့မယ်တော့တာ။ချစ်တာဗောမပန်တော့မပန်။ဒါမှရှိနေတဲ့သူတွေအာမပန်နဲ့ပတ်သက်တဲ့သူတွေဒီမပန်ကြောင့်စိတ်ဆင်းရဲရမယ်ဆိုတာမျိုးမပန်ဘတော့မှမလုပ်ဘူး။ကိုစကားလေးတခုပြောလိုက်လို့သူတို့ဟိုအာဟိုအားငယ်သွားမလားအားနာသွားမလားအစားမပန်စိတ်ထဲမှာခံစားရတယ်။နော်။အဲကြောင့်ဂျေဆုညာကြီးတင်ပါတယ်မပန်ခေါ်နေပြီးမှဆိုရတော့မယ်သွားတော့မယ်